မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့မဟာစန္ဒူရဲ့ဒဏ္ဍာရီခင်မောင်တို့အမတ်တရစာစုများစာအုပ်မှာကိုရဲလွင်ရေးသားသောတကယ်ပါဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုပြောပြခြင်းမှာယခုလိုဘူးဒုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် ခင်မောင်တို့နဲ့ပတ်သက်လို့ပြောစရာတွေကတော့အများကြီးအများကြီးပဲထူးခြားတဲ့အဖြစ်အပျက်တခုတော့အမှတ်တရပါပဲခီးသွားပေါ်တငယ်ချင်းတယောက်ရဲ့ကိုရဲ့ခင်မောင်တို့တို့မိသားစု၃ယောက်ရဲ့ချစ်ကားတစီနဲ့မေမျိုးပြူးလင်ကိုအနားယူခီးထွက်ခဲ့ကြတယ်ပြူးလင်မျိုးအဝင်ဝမှာအလူခံမန်တက်ကြီးတခုစောက်ပြီး အလူခံနေတာကြုံရတယ်ကျွန်တော်တို့ကသပင်အရှိကြီးတွေနဲ့ခီးထွက်လာခဲ့ကြတာကားကလည်းချစ်ကားဆိုတော့ကျွန်တော်တို့ရဲ့သပင်တွေဟာ ခြောက်သွေ့ဖွာလွင့်နေပြီးဥပရိယုတ်တွေကကြမ်းထော်နေတယ်။ဒီတော့အလူကံဖလားတွေကင်ပြီးရှောက်လာတဲ့အလူကံတွေရဲ့နောက်မှာလုံကြုံရေးဆိုတဲ့လက်နက်ကင်အာဏာရသူတွေကလိုက်လာခဲ့ကြတယ်။ပြီးတော့ကျွန်တော်တို့ကိုမမထန်ထန်မေးခွန်းတွေမေးပြီးလွယ်ိတ်တွေကိုထုတ်ပြဖို့တောင်းဆိုပါတယ်။ဒီတော့ကျွန်တော်ကပထမကျွန်တော်လွယ်ိတ်ထဲကပါလာတာတွေကိုထုတ်ပြတော့ LND ကဝေးလိုက်တဲ့စာဆောင်တွေကိုသူတို့တွေ့သွားပါတယ်။စာဆောင်တွေမှာပါတဲ့အကြောင်းအရာတွေကလည်းဂန္ဒီခမ်းမှလှုပ်ရှားမှုတွေမှာအရေးကြီး ီးတဲ့အာဏာလွှဲပြောင်းပေးရေးတောင်းဆိုချက်တွေပေါ်ပြထားပါတယ်။ဒါနဲ့ကျွန်တော်ကိုသူတို့ကရန်သူလို့တတ်မှတ်လိုက်ပြီးရှေ့မဆက်ဖို့ပိတ်ဆို့လိုက်တယ်။ဒီတော့ကျွန်တော်နဲ့အတူအနားယူဖို့ခရီးထွက်လာကြတဲ့တငငယ်ချင်းတွေအားလုံးကိုလည်းအာဏာပြဖမ်းဆီးလိုက်ပါတယ်။ပြီးတော့မန္တလေးပြန်ဖို့မန္တလေးက MN ယုံစစ်ထောက်လမ်းယုံတို့ကမှတငယ်ချင်း၃ယောက်တယောက်တခန်းတော့ခတ်ထားလိုက်တော့တယ် ခင်မောင်တို့ဆိုတာကအဲ့ဒီချိန်မှကလေးကနိုင်ငံကျော်အဆိုတော်ဖြစ်နေပြီမန္တလေးကထောက်လိုင်းရီတွေကသူ့ကို မသိဘူးဆိုတာ MI တွေရဲ့ညံ့ဖြစ်မှုကိုထင်ရှားစေတာပဲဘာပဲပြောပြောမြစီမလှိုင်းဂီတာနဲ့ရင်းနှီးခဲ့ကြသူတွေဟာမတရားမှုကို မကြောက်ဘူးဆိုတာထင်ရှားစေခဲ့ပါတယ်ညီငယ်ရဖို့ဆိုရင် အမြဲပဲရှေ့တန်းထွက်ခဲ့ကြသူတွေပါအာဓမ္မမှုကိုအရှုံးမပေးဘူးဒူးမထောက်ခဲ့ဘူးအမှန်တိုင်းသစ္စာဆို ပြောရမယ်ဆိုရင်ခင်မောင်တို့ကိုကျွန်တော်ရဲကြီးတည့်ရမှမေ့မရပါဘူးခင်မောင် ဆိုခဲ့တဲ့တော်လိုင်းရေးတခြင်းတွေနေ့စဉ်နဲ့အမျှဂီတာတီးတခြင်းဆိုပြရင်တော်လိုင်းရေးခရီးဆက်ချီတက်နေခဲ့ပါတယ်တကယ်ပါဒီဗီဒီယိုလေးကိုစုတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်